ခရစ္စတီယာနိုရော်နယ်ဒိုနဲ့လီယိုနယ်မက်ဆီတို့ကြားကညှင်းခုန်မှုဟာဘယ်တော့မှပြီးဆုံးမဲ့ပုံမပေါ်ပါဘူး။ကစားသမားနှစ်ယောက်ကြားနှိုင်းရှင်မှုတွေဟာအဆက်မပြတ်ရှိနေပြီးတော့သမိုင်းတစ်လျှောက်ဘသူကအကောင်းဆုံးလဲဆိုတဲ့မေးခွန်းတွေအဖြေကလည်းနှစ်ချမ်းကွဲနေပါတယ်။ဒီဘောလုံးသမားနှစ်ယောက်စလုံးဘောလုံးလောကမှာသူတို့ရဲ့ခြေရာကိုခြံထားခဲ့တယ်ဆိုတာကတန်တရားဖြစ်စရာမရှိပေမဲ့ဘသူကပိုကောင်းတယ်လဲဆိုတာကသိဖို့ခက်ခဲပါဗျ။ ဒါပေမဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးမှတ်ချက်ပေးနိုင်မဲ့ဩဇာတက္ကမကျေးသူတယောက်ရှိရဲဆိုရင်ဒီဆွေးနွေးညှင်းခုံမှုကနေဖယ်ထားလို့မရတဲ့သူကတော့ Ronaldo Nazario ပဲဖြစ်ပါတယ်။တမိုင်းတလျှောက်အကောင်းဆုံးဘောလုံးသမားတွေအကြောင်းပြောတဲ့အခါမှာ Cristiano Ronaldo နဲ့ Mexico အများစုကပြောကြပေမဲ့အရင်ခေတ်ကိုလွမ်းစွတ်တန်းတားတဲ့သူတွေဒါမှမဟုတ်တက်ကြီးဝါရင်တဲ့သူတွေအတွက်ကတော့တခြားရွေးချယ်စရာတွေရှိနေပြီးအဲ့ဒီထက်ကတယောက်ကတော့ Ronaldo Nazario ဖြစ်ပါတယ်။ ရာဇီလ်သားရော်နယ်ဒိုဟာဘရာဇီလ်အသင်းနဲ့ကမ္ဘာဖလားနှစ်ကြိမ်ရောက်ခဲ့ပြီးတော့သူ့ခေတ်ရဲ့အကောင်းဆုံးတိုက်စစ်မှုအဖြစ်တောက်ပခဲ့ပါတယ်။ဆိုတော့သူဟာဘောလုံးသမိုင်းရဲ့အကောင်းဆုံးစပွဲဝိုင်းမှာထိုင်ခွင့်ရှိသူဖြစ်တယ်လို့အထူးသဖြင့်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးထင်မြင်ချက်ပေးပိုင်ခွင့်အပြစ်ရှိပါတယ်။ Cristiano Ronaldo ကို Cristiano Nazario သတ်မှတ်တဲ့သမိုင်းတည်းကနေရာ ။မကြသေးခင်က ခရစ္စတီယာနိုရိုနယ်ဒိုရဲ့အင်တာဗျူးတစ်ခုဟာလူအများရဲ့စိတ်ဝင်စားမှုကိုရရှိခဲ့ပြီးတော့အဲ့ဒီအထဲမှာသူကလက်တွေ့ကျတဲ့အရာအလုံးနှိပါးကို ပြောဆိုခဲ့ပါတယ်။ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေထဲမှာပေါ်တူဂီသားကကမ္ဘာဖလားကိုရရှိဖို့သူ့အတွက်သိအရေးမကြီးကြောင်းမှတ်ချက်ပေးခဲ့ပြီးသူ့ကိုယ်သူတမိုင်းတစ်လျှောက်အကောင်းဆုံးလို့လည်းသတ်မှတ်ခဲ့ကြောင်းပြောခဲ့ပါတယ်။တမိုင်းမှာအကောင်းဆုံးဘာလို့လဲဆိုရဲမိကွန်းကပဲအငင်းပွားမှုကိုတိတိကျကျစတင်စေခဲ့တာပါ အခုတော့ Ronaldo Nazario ဟာ ESPN interview တခုမှာဒီကိစ္စနဲ့ပတ်သက်ပြီးသူ့ရဲ့ထင်မြင်ချက်ကိုပေးခဲ့ပါတယ်။ Cristiano ကနေရာပြောင်းပြီးနောက်မှတောင်ဖြစ်နိုင်သမျှနီလန်ဘောင်းဆောင်နဲ့ဂိုးတွေကိုတွင်းယူခဲ့တယ်။ဒါကလုံးဖို့မလွယ်ပါဘူး။သူဟာသမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားတွေထဲမှာပါဝင်နေတာသိကြပါဗျ။ဒါပေမဲ့သူကအကောင်းဆုံးဆိုတာကျွန်တော်သဘောမတူပါဘူး။သူ့ရဲ့အမြင်ကိုကျွန်တော်လေးစားပါတယ်။ ဒါပေမဲ့ကျွန်တော်ကတော့သူ့ကိုထိတ်ဆုံးဆယ်ယောက်ထဲမှာထည့်သွင်းမှာပါလို့ရိုနယ်ဒိုနာဇာရီယိုကခရစ္စတီယာနိုရိုနယ်ဒိုနဲ့ပတ်သက်ပြီးပြောဆိုပါရယ်ဘရာဇီးတက်စစ်မူဟောင်းရိုနယ်ဒိုဟာဘောလုံးလောကရဲ့အကောင်းဆုံးဒေတာမှာသူ့နေရာနဲ့ပတ်သက်ပြီးတော့ရည်ညွှန်းပြောဆိုတဲ့အရာမှာကြီးမားတဲ့နှိပ်ချမှုနဲ့အတူတုံ့ပြန်ခဲ့ပါရယ်ရိုရိုသားသားပြောရရင်ကျွန်တော်ကဒီလိုဆွေးနွေးညှဉ်းခုံမှုတွေထဲမှာမပါခြင်းဘူးတချို့လူတွေကကိုယ့်ကိုယ်ကိုယုံကြည်မှုအရင်မြင်မှကြားရလို့ကျွန်တော်ထင်တယ် ကျွန်တော်အကြောင်းကိုကိုယ်တိုင်ပြောဆိုနေတာထက်လူတွေကကျွန်တော်ရဲ့စွမ်းဆောင်ရည်တွေကျွန်တော်လုပ်ခဲ့တာတွေကျွန်တော်ဘာဖြစ်ခဲ့တယ်ဆိုတဲ့အကြောင်းပြောနေတာမျိုးပိုနှစ်သက်ပါတယ်လို့သူကဆိုပါတယ်။ကမ္ဘာဖလားကိုခရစ္စတီယာနိုရော်နယ်ဒိုအယူမူဆွဲလန်းနေတာမဟုတ်။ခရစ္စတီယာနိုရော်နယ်ဒိုက journalist Pia Morgan နဲ့ interview မှာသူ့ရဲ့အောင်မြင်မှုတွေနဲ့ပတ်သက်ပြီးတော့ပုံပွင့်လင်းလင်းပြောဆိုခဲ့ပြီးကမ္ဘာဖလားဟာသူ့အတွက်ဆွဲလန်းစရာလုံးဝမဟုတ်ကြောင်းရှင်းရှင်းလင်းလင်းပြောခဲ့ပါတယ်။ ပေါ်တူဂီရဲ့သမိုင်းကိုပြောင်းလဲဖို့အတွက်ခရစ်စတီယာနိုကသူ့ရဲ့ကစားသမားဘဝကိုကယ်တင်ဖို့ကမ္ဘာဖလားကိုစုခူးရမယ်ဒီလိုအတွေ့အမြင်ကျွန်တော်မှာလုံးဝမရှိဘူးကျွန်တော်ဟာကျွန်တော်ရဲ့နိုင်ငံအသင်းနဲ့စုဖလား၃ချိန်ရခဲ့တယ်အဲ့ဒီရှိမှပေါ်တူဂီကဘာမှမရခဲ့ဘူးဘူးကျွန်တော်ပြောပါတယ်အရန်ပြောပါတယ်ဒါပေမဲ့ကမ္ဘာဖလားကမင်းကိုကစားသမားတယောက်အနေနဲ့သတ်မှတ်တာမျိုးမဖြစ်သင့်ဘူးဒါကစွဲလမ်းမှုတစ်ခုမဟုတ်ဘူးလို့ရီယယ်မက်ဒရစ်ကစားသမားဟောင်းကရှင်းပြခဲ့ပါတယ် ။တမိုင်းတလျှောက်အကောင်းဆုံးဘယ်သူလဲဆိုတဲ့ညှင်းခုမှုဟာနှစ်ပေါင်းများစွာဆက်ရှိနေအောင်မှာဖြစ်ပြီးတော့ခရစ္စတီယာနိုရိုနယ်ဒိုအတွက်ကမ္ဘာဖလားရရှိခြင်းဟာအရေးကြီးဆုံးအရာမဟုတ်ပေမဲ့2026မှာရခဲ့မယ်ဆိုရင်တော့ဘောလုံးသမားရဲ့ထိတ်ဆုံးမှာရပ်တည်နိုင်သူဖြစ်ဖို့သူ့ကိုအထောက်အကူဖြစ်စေမှာဖြစ်ပါရဲ့ရှင်။